ဂျပန်နိုင်ငံတမိုင်းမှာပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်အဖြစ် Liberal Democratic Party LDP ခေါင်းဆောင်ဆန်နိုင်တာကာယီချီကိုလွတ်တော်ကဒီကနေ့အောက်တိုဘာလ22ရက်နေ့မှာရွေးချယ်တင်မြှောက်လိုက်ကြပါပြီ။ဝန်ကြီးချုပ်အသစ်ဆန်နိုင်ဟာ ultra conservative လို့ခေါ်တဲ့အစွန်းရောက် conservative တူဖြစ်တာကြောင့်အမျိုးသားရေးအကျိုးစီးပွားကိုဦးစားပေးလှုပ်ဆောင်မဲ့သူလို့အများစုကယူဆထားကြပါတယ်။ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံရရေးအတွက်လုံလောက်တဲ့လွတ်တော်အမတ်အရေးအတွက်မနေ့ကမရခဲ့တာကြောင့်ဆန္ဒရေးအနေနဲ့သူမတဲ့ပိုပြီးအစွန်းရောက်ပိုပြီးအမျိုးသားရေးဆန်တဲ့နိုင်ငံရေးပါတီငယ်လေးနဲ့ညှိနှိုင်းခဲ့ရတာကြောင့်ငကိုကတဲ့ပိုပြီးတော့အစွန်းရောက်အောင်မဲ့သဘောရှိတယ်လို့ခန့်မှန်းကြပါတယ်။ LDP ပါတီဟာ အိုဆာကာအခြေစိုက်ဂျပန်လိုအီရှင်းနိုကိုင်လိုခေါ်တဲ့လက်ရဆွမ်းရောက်ဂျပန် Innovative Party နဲ့မဟာမိတ်ပြုပြီးလူနည်းစုအစိုးရအဖြစ်ဖွဲ့စည်းခဲ့တာပါအထူးသဖြင့်တော့တရုတ်နဲ့ဆက်ဆံရေးတရုတ်စံကျင်ရေးတို့ပါဝင်တဲ့နိုင်ငံသားရေးမူဝါဒအပြောင်းအလဲတွေဖြစ်လာနိုင်တယ်လို့ နိုင်ငံသားအလုပ်သမားတွေကိုတင်းကျပ်စွာကင်တွယ်ဖို့လိုလားသူဖြစ်တာကြောင့်လူမှုကြီးကြပ်ရေးဆိုင်ရာကိစ္စတွေပါအပြောင်းအလဲဖြစ်လာနိုင်ပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လမှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာအာနာယလစ်ဘရယ်ဒီမိုကရက်တစ်ပါတီအကြီးအကျယ်ရှုံးနိမ့်ခဲ့တာကြောင့်အခုလဆန်းပိုင်းကပါတီရဲ့ခေါင်းဆောင်တွေအဖြစ်ဆန္ဒရေးကိုရွေးချယ်တင်မြှောက်ခဲ့ကြပြီးတဲ့နောက်မှာ အခုလွတ်တော်ကသူမကိုဝန်ကြီးချုပ်အဖြစ်မဲခွဲရွေးချယ်ခဲ့ကြတာပါအသက်64နှစ်ရှိပြီဖြစ်တဲ့ဂျပန်နိုင်ငံရဲ့မာဂရက်သက်ချာ Iron Lady လို့တင်စားခေါ်ဆိုခံရတဲ့ဆန္ဒရေးတာကာယီချီဟာသူမရဲ့အစိုးရအဖွဲ့အတွင်းအမျိုးသမီးအများစုပါဝင်ရမယ်လို့ကတိပြုထားပေမဲ့လက်တလောဖွဲ့စည်းလိုက်တဲ့အစိုးရအဖွဲ့ထဲမှာတော့အမျိုးသမီးဝန်ကြီး2ဦးသာပါဝင်ပါသေးတယ်ခင်ဗျာကျွန်တော်ဇောင်းဝင်လိုက်ပါ